ဣဒ္ဓတပတိပစ္ဆတပတိပစ္ဆတပတိပါပကာရိဥပယထတပတိလို့ဘုဇဏောဓမ္မပရပါဠိတော်မှာမြတ်စွာဘုရားဟောတာတာရှိပါတပတိအဒီမှာသာလုံးလေးရနော်တပတိတပတိစရာပါပြောတာလေတပတိစရာဥလောင်ရတယ် စိတ်ဆင်းရဲရနော်ပူတော်ရတယ်စိတ်ဆင်းရဲရပူပန်ရဣဒတပတိဒီဘဝမှာလည်းစိတ်ဆင်းရဲနိုင်စရာဒေါသအကုသိုလ်တွေဒေါသကလည်းဒေါသဖြစ်တဲ့လူကိုချမ်းသာစေတာမှမဟုတ်ပဲအမှန်တော့ဆင်းရဲစေတာပဲ။ လောဘအကုသိုလ်တွေအော်လောဘကြီးနေတဲ့ပုဂ္ဂိုလ်ဘယ်လိုငြိမ်းချမ်းနိုင်မရောရဲနိုင်မတင်းတိမ်နိုင်တဲ့အခါကျတော့ဘယ်လောက်ရရရလေလိုလေဥဒစီဆိုတာတော့သူ့မှာအမြဲလောဘအကြောင်းပူပန်ပြီးတော့ဆင်းရဲနေရတာဆင်းရဲနေရတာပဲဒါတည်းမဲ့လားဆိုတော့ဒီလိုလောဘဒေါသတွေမောဟပါထည့်လိုက်အောင်ပေါ့တခါတည်း မတိမိုင်မာတော့အထင်းမြင်လွဲချော်နေလို့မကောင်းမှုတွေပြုမိပြီးဆိုင်ဩနောင်တရိပါရိယပြီးအိမ်မကောင်းတဲ့အကျိုးမကောင်းတဲ့အကြောင်းကိုလောက်ခဲ့တဲ့အမှားတွေကိုတွေးပြတော့မငြိမ်းချမ်းရဥပန်နေရတာပဲစိတ်ပူပန်နေရတာနော်ဒါအကျိုးမှမရခင်ပြစ္ဆုတ်ပန်ဘဝမှာတင်ကိုတခါတည်းပူပန်နေရတာအကြောင်းပါ ဲ့လောဘဒေါသမောဟအခြေခံပြီးထောင်းလိုက်တန်နေကြမယ်ပစ္စုပန်မှာဆင်းရဲနှိမ့်ကြဒုက္ခရောက်မှာဒါပစ္စုပန်အကျိုးအနေနဲ့ဒီဘဝမှာတန်ကုန်။အော်ငါဘယ်လိုမှားခဲ့လို့ဒေါသနဲ့ဘယ်လိုလုပ်ခဲ့လို့အခုလိုထောင်းကြရတာ။လောဘနဲ့သူများပစ္စည်းဘယ်လိုမတရားယူခဲ့လို့အခုလိုထောင်းနေတန်နေကြရတာ။မောဟနဲ့ဘယ်လိုအလွဲအချော်လုပ်ခဲ့လို့ငါဒီလိုဆုံးရှုံးနစ်နာရတာဆိုရတော့ ဘွားမှာနောင်တပူပန်မှုတွေနဲ့ဒီကောင်ချုပ်ကြရဒီဘွားမှာနော်ဣဒတပတိဒီဘွားမှာပူလောင်ရပိသတပတိနောက်သေးပြီးတော့လည်းအဲ့မကောင်းမှုအကြောင်းတွေရဲ့အကျိုးဆက်အနေနဲ့အပယ်လေးပါဆိုတဲ့ဆင်းရဲဒုက္ခကြီးမှာရောက်ပြီပူပန်ရရန်တားရမလား တန်တရားမှာနော်ဥပယထတပ်ပတိဒီဘဝရောနောက်ဘဝရောတန်တရားမှာရောဥပန်ကြရတယ်။ဘာဖြစ်လို့တော့နော်သူကပါပကာရီညသောပြောအကြောင်းပါတယ်ဟောတာပါပကာရီမကောင်းမှုကိုပြုတ်တာလို့ဘာလို့မကောင်းမှုတွေများများပြုတ်တာမိတယ်လဲ ဦးဇင်းတို့ရှေ့မှာတကားတစ်ခုရှိတယ်မနောပုပ်ပင်ကမှာဓမ္မဘာကိစ္စပဲပြုပြုဘာကိစ္စပဲလှုပ်လှုပ်စိတ်ဟာရှည်သွားရှိမနောသစ်ထားစိတ်ကအတိတ်ကကြာမနောမယာစိတ်ကြောင်မဲ့ကိစ္စအလုံးကပြင်းမြောက်ရပြောချင်တာစိတ်ရင်းမကောင်းလို့ပေါ့ ဆိုရင်မှသူများအကျိုးစီးပွားလိုလားတဲ့သူများချမ်းသာစေခြင်းကြည်ဝါစေခြင်းတဲ့စိတ်မျိုးမေတ္တာစိတ်မရှိလောက်ပိနေတာမလောက်ပိနေတာပြောတာမဟုတ်ဘူးစိတ်ရင်းခြေကမရှိသူများကြည်ဝါတာကြည့်ပြီးဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်တဲ့မူရိတာစိတ်မျိုးမရှိအော်ကိုချင်းစာနားလည်ပိနေတဲ့ကရုဏာစိတ်မျိုးမရှိဘူးသူများကြည်ဝါနေချမ်းသာနေတာမြင်နေဆိုရင် မနာလို့တဲ့အိသာမစ္စရိယစေဝင်နေရွဲ့မဲ့ဆောင်းမြောင်းပြီးတော့စိတ်လုံးပေါ့ရအပြစ်ပြောစနေဒုက္ခရောက်နေတဲ့လူမြင်လို့စာနာနားလည်းပြေးစိတ်မရှိဘူးဒေါသစိတ်နဲ့သေခြင်းသေငါမသိပြီးတာပဲဆိုတာမျိုးတွေးတတ်တယ်အင်မတရက်ဆက်ကြမ်းကြုတ်ပြီးအောက်တန်းကြတဲ့အတွေ့အော်မျိုးတွေရှိနေတယ်စေရင်ညာစေရင်ညာတော့ မေတ္တာစိတ်လက်ကင်းမဲ့တဲ့အခါကျတော့အတ္တကိုကြိုးစီပါပဲကြည်ကိုမိသားစုတောင်တိမ်မတရာခြင်းမှုတချို့မျိုးဘယ်တော့ထူးဆန်းတယ်မေတ္တာတရားခေါင်းပါလိုက်ပါကိုမိသားစုအပေါ်တောင်ကိုမေတ္တာမှာထားနိုင်တဲ့သူတွေကရှိသေးတယ်အဲ့လိုသူတို့အတက်ခံနေတဲ့ရုံညံ့ပြီးအောက်တန်းကြတဲ့စိတ်တွေစိတ်တဲ့အခြေခံရှိတဲ့သူတွေဟာဘာဖြစ်ပါပါကာရဟောတယ်မကောင်းမှုတွေသူတို့အများကြီးလုံးတယ် အများကြီးလုံးပြီးတော့ဒီဘဝလည်းစိုးရင်ရတယ်နောက်ဘဝလည်းစိုးရင်ရနော်တန်တရာမှာလည်းစိုးရင်ပူပန်းပြီးတော့နေရဒါမှလို့မပူပန်းခြင်းဘူးမပူလောင်ခြင်းဘူးဆိုရင်စိတ်ကောင်းဝင်နိုင်ဖို့လိုတယ်ပေါ့ဒီတရားလေးကို1398ခုနဲ့ဒေါ်လာ35ရက်အရောင်း25ခုနဲ့နိုဝင်ဘာလ24ရက်နေ့မှာကြာရောက်တယ် အစဉ်ရအသက်30ပြည့်မွေးနေ့ဓမ္မလက်ဆောင်နေနဲ့ညဝေပြလိုက်ပါတယ်